ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ Audio Box မြန်မာ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်တို့ရဲ့ channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စိုင်းသူအခါစော်ရေးသားထားတဲ့စုံဒီတီဥမသာနဲ့မမျော်လင့်သောခရီးရှိအပိုင်းကားကိုတင်ဆက်ပေးသားမှာပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဒေနာကလူတီပင်လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ။ ဒီဇာလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။အင်းနဲ့ညနေလောက်ရောက်မှတနက်ကင်ထားတဲ့လူတယောက်ရောက်လာတယ်။တကြီးချန်ရှိကပြန်လျှောက်တဲ့အခါမှာတကြီးကလမ်းခေါ်လိုက်တယ်။အိုင်မောင်မင်းပြန်လာပြီလား။ဒီလူကသူမိသနက်ရှိတလက်ကိုပကောက်မှာချန်လာရင်ချန်တဲ့ကိုဝင်လာပြီးတော့ကျုပ်တို့ကိုဆူဆူရင်ရင်စိုက်ကြည့်တယ်။သူ့မျက်လုံးလေးကနှီးရဲနေတာပဲဗျာ။အိုင်မောင်မင်းရောငါတို့မျောနေတာကွာ။ မနေ့ကညကခလေးစားတဲ့ဝဝင်ကြီးပြန်ပေါ်လာတယ်။တကြီးကအိမ်မောင်ကိုမနေ့ညကဖြစ်ပြတီပြောပြတယ်။တကြီးကသာအားတက်တယ်ရောပြောနေပေမဲ့အိမ်မောင်ကတော့အေးဒီအေးဆက်ပဲဗျာ။ဒါပဲလားကျုပ်သွားရမယ်။ဟာမင်းဘလို့ဖြစ်နေရလဲအိမ်မောင်။အရင်ကရရေးရွာရေးဆိုရင်မင်းအတက်ကြွဆုံးမှာကွာ။အခုဘလို့ဖြစ်နေရလဲ။ပြီးတော့မင်းမျက်လုံးလေးကလည်းနေရဲလို့ပါလား။တောင်းလေထွက်တယ်ဆိုတော့အိပ်ဖို့သွားတာမှမဟုတ်ပဲဗျာ။ သူပြောလေဟုတ်တယ်အေးပြန့်ရဲ့မျက်စိတွေနေပြီးကြောင်းနေရသေးပြတကြီးပြောတာကိုပြန်မတုံ့ပြန်တာကအေးပြက်ပြီးကြောင်းစစ်စစ်ဖြစ်နေလို့နေပါဒီကဦးမောင်လေးကအိမ်မောင်းသားကိုတိုးကပ်လာရင်နေဟိုလေမောင်ရင်ကနဂါးကတွင်းလို့ခေါ်တဲ့လှိုင်းကူကြီးကိုရဖို့တယ်ဆိုအိမ်မောင်းကဦးမောင်လေးကိုကြည့်ပြီးကောင်းချီးပြလိုက်တယ်ဦးလေးကဆွေးရဝင်တန်းနေပါတက်တက်တူရီကို ရှာဖွေလေးလာနေတဲ့သူတွေဆိုတော့အဲ့ဒီလှိုင်းကူကြီးကိုသွားပြီးလေးလာခြင်းနဲ့ အဲ့ဒါမောင်ရင်ဦးလေးတို့လမ်းပြပေးလို့ရမလားအိုက်မောင်ကကောင်းမင်းညိပြတယ်ဒီလိုပုံစံကစကားနေတဲ့ပုံဖြစ်မယ်ဗျာညနေသွားမယ်ခမရတို့အသင်ပြန်တာရွာလူကြီးကအိုက်မောင်လက်ကိုဆွဲလိုက်ပြီးအောင်ငါတို့မှကလေးစားတဲ့ဝန်ဝန်အန်တရရှိသေးတဲ့အိုက်မောင်အဲ့ဒီဝန်ဝန်ကိုကျုံမမဖမ်းနိုင်တာကျုံနဲ့ပါဆိုင်လို့လေအိုက်မောင်ကမမထန်ထန်ပြောပြီးမှတကြီးလက်ကိုအပုတ်ချပြီးထွက်သွားတယ်တကြီးကကောင်းကောက်ပြီးအိုက်မောင်ရဲ့နောက်ကျောကိုကြည့်နေတယ် ဒီကောင်ဘလို့ဖြစ်တာလည်းမသိဘူးအရင်ကဒီလိုမဟုတ်ပါဘူးတော့အရင်မွားလို့ညီစီစီဖြစ်နေရနေမှာပါဘုမောင်လေးမတ်ချက်ချလိုက်တယ်အိုင်မောင်ကဘလူလူစားမျိုးလေးတကြီးတော့တို့ရောက်မှာစားတက်ဆုံးသူပဲမြို့ကျောင်းတိုက်ခဲ့ဘူးတော့ဆိုတော့နှက်နှက်ဆက်ဆက်လည်းရှိတယ်တယောက်တည်းနေပြီးတော့အမြင်နဲ့တခုခုကိုလိလာဆူဆန်းနေတတ်တဲ့လူတရားပေါ့ရောက်စမိုင်းလေးနဲ့တယောက်တည်းနေတယ် ရွာမှာတောင်းနေရဲ့ရက်ဖြူဆိုရလဲအိုက်မောင်ချက်ထားတဲ့အချက်ပဲ။သူမှမိဘတွေမရှိကြတော့ဘူးလား။တည်သွားကြပြီ။တောင်ရဆိုင်ခင်းထဲမှာသူများသက်လို့တည်သွားတာ။အဖေကစိုးလိုက်တာဗျာ။ဘသူတက်သွားရလဲဆိုတော့မသိလိုက်ကြဘူးလား။တောင်ရဆိုင်ခင်းဆိုတာရွာနဲ့အတော်လမ်းနေကတည်းက။အဲ့မှာသူတို့လင်များကတဲလေးချိုးပြီးနေကြတာပေါ့။ကံကောင်းတဲ့တော့အိုက်မောင်ကမြိုင်းသားမှာចောင်းသွားတက်နေတဲ့အချိန်ပေါ့။ ဘယ်သူဘယ်ဝါတက်သွားမှန်းတော့မသိပါဘူး။ရှောင်းတို့မိမတွေကတုံးရက်တခါပြန်လာကြတယ်။ပြန်မလာတာတပတ်လောက်ရှိတဲ့ချိန်ဘာများဖြစ်တယ်လဲဆိုပြီးလိုက်သွားမှာ။နေရာလုံးသူများတက်လို့တည်နေကြတာပဲ။အဲ့ဒီကတည်းကအိမ်မောင်ကကြောင်းထွက်ပြီးရောင်းပြန်လာတာ။သူမိမတွေကဘသူတွေတက်သွားလဲဆိုတာကိုသူနီးသူဟန်နဲ့စုံစမ်းတာပေါ့။ဘသူလဲဆိုတာတကြီးကြီးမိရလို့ရှိလား။တို့ရွာကလူတော့မဖြစ်နိုင်ဘူး။ ရွာလူတွေကဆွေမျိုးနှိဆက်တွေကြည့်ပဲဘာဖြစ်လို့ဒီလောက်ရဲရဲဆက်ဆက်တတ်မှာလဲဒါဆိုတမရတွေကတောပုံးတွေကလူသဖီးရောပစ္စည်းလူသွားတာဖြစ်မယ်ဒါအဲ့ဒီလိုပြောရအောင်လေသူတို့တွေတွေကအဲ့တချောင်းတော်မှမပြောက်သွားဘူးဥပဒါကမုတ်စိမ်ဝေးတိုးတိုးကျဲတဲ့ကိုလှမ်းနေပွေရင်နေဒါဆိုရင်သူတို့မိမတွေနဲ့ရန်ညိုးရှိရဲ့လူတရားယောက်ကလာတက်သွားတာဖြစ်မယ်ဒီနေရာကတောင်းရင်းဆိုတော့တရားဥပဒေစိုးမိုးမှမရှိတာပဲ။ အိုင်မောင်ကဘာရီလောက်ကိုစားတော့လေဗျာတော်ရဲဝင်နေအမဲလိုက်တဲ့တေဦးတက်ဖို့တူးနေစင်းဝင်နေဘာရီလိုက်ရှာရယ်တခါတခါမြိုင်းသားကိုဆင်းပြီးတော့သူရသားတွေစင်းပြီးနေတောင်းကောင်ကြီးရဲ့ခွာတို့ဂျိုးတို့ကိုရောင်းနေတခါစင်းရင်တော့၃လလောက်ကြာတယ်တကြီးကပြောဆိုပြီးတော့အိမ်ဘော်ကိုတက်သွားတာရယ်ကျိုးတို့လည်းလူစု괴သွားတယ်ပေါ့ဥပဒါကကျုံနာကိုကက်လာပြီးရောအလကောင်ကြီး အဲ့မှာကိုကြည့်ရတာတိတ်မရောဘူးကွာအဥပဒါလေဗျာတွေ့သည်မရောဘူးကြီးလှုပ်နေကျုံပြောင်းလိုက်တော့ဥပဒါကဆက်မပြောတော့ဘဲလှည့်ထွက်သွားရင်းနေလျောက်တော့ကိုကြီးကအဲ့မှာကိုသွားဖို့လာခေါ်ရင်းဘာလို့လဲဆိုတော့သူတို့တောင်းနေတဲ့ရက်တွေကုန်ပြီလေဗျာအဲ့မှာကအရက်ချက်တယ်ဆိုတော့အသွားကြည့်မလို့ထင်ပါကျုံနဲ့ဘိုးတူတာရအောင်လို့ဆွေပြီးအဲ့မှာစီလိုက်လာခဲ့ပါရင်းရွာစုံမှာခြေတန်းရှိအိမ်လေးတစ်လုံးရှိပါရင်းအင်္ဂလိပ်ကတက်တက်ရဲရဲအတောက်တောက်တင်းတင်းလေးပဲ ်အကွင်းနဲ့ရွာသားတယောက်ကအိမ်ရောက်ကိုဝင်သွားတယ်။ကျုပ်ကတော့အိမ်ပေါ်ကိုတက်လာခဲ့ပါတယ်။အိမ်ကလေးကတိတ်ဆိတ်နေရပဲဗျာ။ကျုပ်စိတ်ချင်းအိမ်မောင်ကအိမ်နေတာဖြစ်မယ်။သူတို့သားမဆူရနဲ့အတန်လုံးလုံးနဲ့အိမ်ပေါ်တက်ကြည့်လိုက်တော့အိမ်ပေါ်မှာလူမရှိဘူး။အိမ်က15ပြည်ပတ်လည်လာပဲရှိတယ်။ပတင်းပေါက်တွေမာရီမရှိတယ်လို့အခန်းဖွင့်ထားရလည်းမရှိဘူး။ဟောတိုင်းကြီးဖြစ်နေတယ်။အိမ်ထဲမှာလည်းတမင်ချိုရီ၊ဘာယိုမမသိတဲ့အယုတ်ဖြူဖြူတွေ၊တားအောင်တွေရဲ့ခွာရီနဲ့ပြည့်နှက်နေတယ် အိနေရမှာတော့ဘာပဲမသိတဲ့အပင်ချောက်တွေနွယ်ပင်တွေတင်းမြေချောက်တွေကိုချိန်ဆွဲထားရင်အိမ်ကလေးကပတဲပေါ့မရှိတော့မှောင်လိုက်တာပြောမနေပါနဲ့ထိုင်ရင်သားကဖြတ်ထုံးနေတဲ့နေပြောင်လေးတွေကြောင့်ပဲနည်းနည်းလင်းနေတော့ရင်အိမ်ထောက်တနေရမှာတော့ထမင်းစားတဲ့စပွဲပိုင်းလိုစပွဲသေးသေးလေးတစ်ခုရှိပါရင်အဲ့မှာဘာရီတင်ထားလေးဆိုတော့လူရိုးကောင်းလေးဖွင့်အောင်တိုင်နေတဲ့ဘာမှမသိတဲ့အတုံးလေးတွေတင်ထားရင်တောအော်ဘီအဲ့ဒီနေရာကိုသွားတိုင်ကြည့်လိုက်မိရင် ဖျောင်းနိုင်တွေကသုံးနေကြဖျောင်းနိုင်တွေမဟုတ်ပဲပြာဖျောင်းလို့ဖျောင်းနိုင်လှုပ်ထားတဲ့ဖျောင်းနိုင်ကြီးတွေများလူရိုးကောင်းပေါ်မှာတော့ဖျောင်းနိုင်တင်ထုံးပုံရတယ်ကြည်နေရောလက်အေးကြီးတခုကကျုပ်ပခုံးပေါ်ကျလာတယ်ကျုံလန့်ပြီးတော့အာဂနေထောက်လိုက်ပြီလှည့်ကြည့်လိုက်တော့အိုက်မော်ဖြစ်နေတယ်အိုက်မော်ရဲ့မျက်လုံးနေကြီးကအမောင်ထဲမှာလင်းလက်နေတယ်လို့ပဲဗျာဟဲ့မေဘာလို့တာလဲဟိုဘာမလို့ပါဘူးမမြင်ဘူးလို့ကြည်နေရောမှာ သူများရင်နဲ့ဆွတ်ကနေဆွတ်ကနေဝင်ဖို့မင်းဖေမေးရတင်ပေးထားတာကျုပ်အော်တန်ကြားလို့အကိုကြီးနဲ့ရွာသားကအိမ်ပေါ်တက်လာတယ်အကိုကြီးကအနာတိုးလာရင်နဲ့တမမာရီဗျာကျုပ်တို့ကအရက်လာရတာပါခမရအိမ်ကြီးရဲ့တင်လို့မနှိုးတော့တာပါအိမ်မကကျုပ်လေပင်ကိုဖမ်းချုပ်ထားတဲ့လက်ကိုလွတ်လိုက်တယ်ယူဆရာရှိတာယူပြီးတော့သွားကြတော့နောက်တစ်ခါငါးကြီးပေါ်မတန်းနဲ့ရွာသားကအိမ်မကိုရှမ်းစကားနဲ့လမ်းပြောတယ်ဗျာ အိုင်မော်ကရွာသားတွေကိုရန်တွေ့တယ်လို့ပြန်ပြောတယ်။ရွာသားကပတ်စံပေးလိုက်တော့အိုင်မော်ကလှမ်းယူတယ်။အကိုကြီးကကြောက်ကိုမျက်ရည်ပြောင်းလိုက်တာနဲ့ကြုံလဲအိမ်ထဲကလည်းပြန်ဆင်းလာခဲ့တယ်။ဥမာသာပြောတာမှန်နေတယ်တင်တယ်။ဦးဟာလာကဘာလဲရဆိုရယ်မျက်နှာပေးနေကျုပ်ကမော့ကြည့်တယ်။အိုင်မောင်ကမယုံဘူးဆိုတာလေ။မင်းကဘာတွေတွေးခဲ့လို့လဲ။သူ့အိမ်ထဲမှာ လူအယိုးကောင်းတွေတွေ့တယ်။ပြားပြောင်းနေရော။နောက်ပြီးတော့ မီးသွေးကဲလူလူအတောင့်ရှိရှိလေးတွေတူတူလေးတွေကိုစပွဲပေါ်တင်ထားသေးတယ်ဗျမင်းတွေးခဲ့တာအောင်လန်းစေးတွေဖြစ်နိုင်တယ်လက်ကောင်ဟာဒါဆိုဒီလူကအောင်လန်းစရာမောရှမ်းတွေရတော့မောစရာခေါ်ပါမယ်ငါစိတ်ထင်တော့ဒီစေးတွေဖော်ပြီးရောင်းနေတာများလားဘာပဲဖြစ်ဖြစ်တတိတော်ထားရမယ်လက်ကောင်ရင်ညနေရောက်ပြီဗျဒီရောင်မှာတော့ညနေစာကို9နာရီလောက်ဆိုရင်စားရင်9နာရီဆိုရင်ဒီရောင်တော့အိတ်ကုန်ကြပြီ မနက်ဆိုရင်3နာရီလောက်ကတည်းကနှိုးကြတယ်။ညစာဆိုင်ဥမောင်းလေးနဲ့မြင်းမောင်တို့ကညှိနေတယ်ဗျာ။စေအေးထားစမှာမြင်းမောင်ရာလက်ဖက်ကောင်းစားတယ်ပလောင်တောင်တက်နှေးရတဲ့ကွာ။အခုကလက်ဖက်ခူးဖို့လာတာမှမဟုတ်ပဲဆရာကြီးတော့ကြုတ်တို့လာတာ။ဥမောင်းလေးကမြင်းမောင်ကိုပြန်ရေးပြန်လိုက်တော့မှမြင်းမောင်ကပါစပ်ပိတ်သွားတယ်။ရှဲသားမောင်ကလည်းဒီညာလေးဒီမှာအေးရမယ်ထင်တယ်။အိုင်မောင်ဆိုတဲ့သူကလာမှမလာပဲ။ ။နေရလောက်နောက်ကြလို့လည်းဘာမှဖြစ်ပါဘူးကွာ။ပြောလို့ဆိုတော့အိမ်မောင်ကတနက်ထမ်းပြီးတော့အိမ်မောင်ကိုတိုက်ခဲ့ပါရော။ဟာပြောရင်ဆိုရင်အိမ်မောင်လာပြီဟေးဒီကောင်တော့အသက်ရှင်အောင်မေး။အိမ်မောင်ကတမင်းဆောင်းလေးရဲ့ကျုပ်တို့ကိုကြည့်ပြီးရော။ခင်ဗျားတို့အစင်းသေးဖြစ်ပြီလား။အစင်းသေးဖြစ်ရင်သွားရအောင်။ဖြစ်ပါမလားမောင်ကြီး။မိုးကချုပ်နေပြီနော်။အိုးချုံမသွားလို့လာလို့ကောင်းတာဗျာနေခင်းဘက်ဆိုနေဘူးလေသွားရတာပင်ပန်းလေ ညာမိုးချုပ်သွားတော့တုတ်တို့လမ်းပြောင်းနေုံပဲတုတ်တယောက်လုံးပါနေတာပဲခမရတို့ဘာမှမစိုးရင်နဲ့တီတော်တီတောင်ဆိုတာတုတ်ချေရခြင်းထက်အောင်သွားခဲ့တဲ့နေရာတွေပါခမရတို့ဘာမှဖြစ်ပါဘူးအမောင်လေးကတကြီးကိုကြည့်လိုက်တယ်တကြီးကကောင်းကြီးရင်နေသူပြောရလေဟုတ်တယ်အိမ်မောင်ကဆယ်နှစ်သားလောက်တည်းကတောလေလာတာအခုဆိုအသက်30လောက်တော့ရှိရောပေါ့ကျိုးစကောင်းနားထောင်ပါ ျောကအဆင်ပြေရဆိုရင်ခမရတို့အဆင်ပြေမှာပါအေးလေးဒါဆိုရင်လဲစားတော့ပြီးသွားကြတာပေါ့ယာယီမင်းကြီးပဲတော်ရဲထွက်ခဲ့ကြတယ်ဘုမောင်လေးတို့စီမကောင်းမဆွလို့ရတဲ့တမီးလေးတွေပါလာလို့တော်သေးတာပေါ့ဗျာအိုင်မောင်ကတမီးမပါလာတော့မှတော်ရဲမှာကောင်းကောင်းသွားလာနိုင်တယ်ကျောတဖွဲ့ကိုသူကဦးဆောင်ပြီးအရှိန်ကသွားနေတယ်အိုင်မောင်အဲ့ဒီလိုင်ကိုကြီးကိုရောက်ဖို့တော်တော်လိုသေးလားတိတ်မလိုပါဘူးညတကောင်လောက်ဆိုရင်ရောက်ပါပြီဟမ် တကြီးပြောတော့နှစ်ရက်လောက်သွားရတယ်ဆိုလားအခုမင်းပြောတော့နေတပိုင်းလောက်ပဲဆိုတော့ဟုတ်မဟုတ်ရင်လားအိမ်မကဦးမောင်လေးကိုလှည့်ကြည့်ပြီးတော့ခင်ဗျားတော့ကမယုံလားမယုံဘူးဆိုရင်ခင်ဗျားတို့ပြန်တော့ဟာမဟုတ်ပါဘူးမောင်ရင်ရအောင်ပါလေတောင်မန်လူတွေကတော့တခြားလမ်းကသွားကြတာကိုဒီတော့တရက်တရက်လောက်ကြာတာပေါ့ကျုပ်ကဖြက်လန်းတိုင်းသွားတာဆိုတော့ခဏလေးပဲကြာတယ်ဟုတ်ပြီလားဟုတ်ကဲ့ပါကဲပါဆက်သွားကြရအောင် ကျုံးကကိုကြီးနောက်ကန့်လိုက်ပြီးတော့အကွေအိုင်မော်ဆိုတဲ့လူကတမိမပါဘဲနဲ့တော့တော်လေတော်နိုင်တယ်နော်လာအသားနေရဆိုပေမဲ့တိတ်မြင်ရတာမှမဟုတ်တာမင်းရတယ်အဲ့ဒါမုတ်ဆိုးမျက်လုံးခေါ်ရဲကွာမုတ်ဆိုးမျက်လုံးဆိုတာဘာလဲရင်အကိုကြီးမုတ်ဆိုးတော်မြော်ကငါ့ကိုတခါပြောဘူးလေမုတ်ဆိုးတွေဆိုတာညမောင်တဲ့မိမလို့ပဲကြည်တတ်မြင်တတ်အောင်လေ့ကျင့်ထားတာတွေဆိုပဲကွာ သူတို့မျက်လုံးတွေကတာမန်လူတွေရဲ့မျက်လုံးထက်ဆိုင်အမောင်ထဲမှာကျင်းသားရနေပြီသားဆိုတော့ပုံမြင်နိုင်နေဆိုပဲကွာအဘလုံးများလေးကျင်းသားလည်းမသိပါဘူးနော်မင်းရတော့ကွာတားကောင်ဆိုရာညာဘက်အထွက်များနေမလားညာဘက်ထက်တဲ့တားကောင်ကိုဓမီကြီးတကားကောင်နဲ့လှမ်းရင်တားကောင်ကလှမ်းပြီးထွက်ပြေးမှာပေါ့စကားတပြောင်းပြောင်းနဲ့ရှောက်ခဲ့ရင်လည်းညာကတဖေးဖေးပေါင်းလာရင်အဲ့မှပြောတာဟုတ်တယ်ဗျာညာဘက်သွားတာအပူတက်တာလေဆိုတော့နေဘက်သွားတာတော့အိတ်မပင်ပန်းတယ်လို့ပဲ ဒီလိုနဲ့တွက်ခဲကြရင်ညသကောင်ရောက်တဲ့အချိန်မှာကျုပ်တို့ရိသစ်ပင်ကြီးတစ်ပင်ရောက်ကိုရောက်လာခဲ့ကြတယ်။သစ်ပင်ကြီးကတော်တော်ကြီးကြီးပဲဗျာ။လူကြီးနှစ်ပတ်စာလောက်ကိုရှိတယ်။ရောင်ဝင်ကြီးလိုကိုင်းခက်တီအများကြီးနဲ့အပင်ကြီးတစ်ပင်ပဲဗျာ။ကိုမောင်လင်းတို့လည်းမောမောပန်းပန်းနဲ့သစ်ပင်မြစ်တွေပေါ်ကိုတက်ထိုင်လိုက်ကြပါရီ။ကျုပ်တို့တစ်ဖက်လုံးအရင်မှနားနေကြတာပေါ့။ဒီအချိန်မှာကျုပ်ဘက်ကရစ်ပြီးနားလာတယ်။ဒါနဲ့သာလေးချထွက်လိုက်တယ်။ကိုမောင်လာကသူ့ကောင်းပေါင်းကြီးနဲ့မျက်နှာကိုတုံရင်းနေ။အဲ့လကောင်ဖဲလဲကွာ။ ဟိုလေအိမ်သာသွားကြည့်လို့ဥပါသားလောလောကင်ကင်နေရာမှာသွားတော့လက်ကောင်တစ်ပင်ကြီးရင်နှက်ကြီးတယ်တဲ့ကွာဥပါသားပြောမှကျုပ်တော်လက်သွားရင်တစ်ပင်ဘိနာကတောင်ဆောင်လေးတိုင်းဆင်းလာလာရေးတော်တော်လန်းလန်းရောက်တော့မှကျုပ်ကိစ္စရှင်းလိုက်ရရင်လမ်းပြောင်းစရာတော့မရှိပါဘူးဗျာဘာဖြစ်လို့လဲဆိုတော့ခုနကတစ်ပင်ကြီးကိုအောက်ကနေကြည့်ရင်လှမ်းမြင်နေရတာဟုတ်ဆယ်နှစ်လောက်ကြာပြီးတော့တစ်ပင်ကြီးနောက်ကိုပြန်လာခဲ့တဲ့အခါမှာဦးမောင်လေးနဲ့ဥပါသားတို့တယောက်မှကိုမရှိတော့ဘူးဗျာ အိုင်မောင်တယောက်ပဲတနက်ထမ်းပြီးတော့ဈိုင်းနေတယ်။ဟာခိုးလူတွေဘယ်ရောက်သွားကြလဲ။သွားကုန်ပြီ။မင်းနဲ့ငါပဲကြံနေ။တောင်းနေချင်းကြရောသူတို့ယူသွားကြပြီ။အိုင်မောင်ကပြောပြောဆစ်ဆိုနေထသွားတယ်။7မိနစ်လောက်ပဲကြာတော့ကိုဒီလူတွေကဘာဖြစ်လို့မစောင့်နိုင်ကြတာပါလဲလို့တွင်းရင်အိုင်မောင်နောက်ကိုလိုက်ခဲ့တယ်။အိုင်မောင်ကတောင်းရင်တနေရာရောက်တော့လူကြီးတင်းရဆာလောက်ကောင်းကောင်းဝင်လို့ရတဲ့လှိုင်ကောင်းတစ်ခုအရှိမှာရန်လိုက်တယ်။ လိုင်ကူကကြောက်လိုင်ကူတော့မဟုတ်ဘူးဗျ။မြေကြီးကိုပဲတူးထောင်းနဲ့တွင်မျိုးပဲ။ဒီထဲဝင်ရမှာလား။ဟုတ်တယ်။ဒါပြန်လဲမယ်။လိုင်ကူထဲမှာတော်တော် မောင်းနေတယ်။အိုင်မော်ကကျုပ်ရှိကနေဦးဆောင်ပြီးသွားရင်လိုင်ကောင်းအထီမှာတင်ပြစ်တီတင်ကုတ်တီနေဆိုတော့ကျောပြင်းလဲချမှာဆိုလို့လိုင်ကောင်းတပေးကနယံတွေကိုလက်နဲ့ထောက်ပြီးသွားနေရတယ်။ခေါင်းနဲ့တော့သွားပြီးတော့လိုင်ကူကအပိတ်ကြီးဖြစ်သွားတယ်ဗျ။အိုင်မောင်ခမရပြောတော့ပြန်လန်းဆိုကျုပ်တို့လမ်းမလာလား ိုင်မော်ကကျုပ်ဘက်ကိုလှဲလိုက်ပြီးတော့သူ့လက်ထင်းကတနတ်တင်နဲ့ကျုပ်မျက်နှာကိုစောင့်ထိုးတက်လိုက်တယ်။တနတ်တင်ကကျုပ်ရဲ့နှာခေါင်းရင်းနဲ့မျက်လုံးနှလုံးချားကိုထိပြီးကျုပ်ပြခေါင်းနဲ့မူဝေသွားတယ်။ချက်တော့တော့ကောင်းကောင်းမထောက်နိုင်တော့ဘဲမြင်းမြင်းပေါ်ကိုလေးဘက်ထောက်ပြီးလဲကျသွားတယ်။အိုင်မော်ခမရဘာလို့တားလဲ။အိုင်မော်ကကျုပ်မျက်နှာကိုဖြတ်ကန်ထလိုက်တော့ကျုပ်ပြလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားပါရောဗျာ။ကျုပ်တတိပြန်ရလာတော့နှာခေါင်းကိုနားနေတာပဲ။ ခုတစ်ခုလုံးလဲမှောင်မဲနေရတာမို့ဘယ်ရောက်လို့ဘယ်ပေါက်နေမှကိုမသိရအောင်ကျုပ်ခြေထောက်တွေကိုအာယူပြီးကောင်းထမေလုံလိုက်တော့ခြေထောက်နှစ်ဖက်ကိုနှွေကြိုးတွေနဲ့ပူးချီထားတာသိလိုက်ရတယ်လက်ထောက်ပေါ်လုံလိုက်တော့လက်နှစ်ဖက်ကိုမှပူးပြီးချီထားပါရောအိုင်မောခမရလူလုံးမောကျုံကြီးတွားလိုက်မိတယ်ဘလို့ယုံယုံရှုံးလို့မရှာတော့တာနဲ့ကျုပ်စိတ်အားငယ်လာတယ်လူသူမနည်းတဲ့ဂူကြီးတစ်ခုတည်းမှာခြေရီလက်တွေအချုပ်ခံထားရလို့မလုံးနိုင်မကိုင်းနဲ့ဖြစ်နေတဲ့အဖြစ်ကဘလောက်အားငယ်ဖို့ကောင်းတယ်လဲဆိုတာ ခမရတို့တွေ့မိပါတော့မဟုတ်ဘူးအဖေရေအမေရေအမေသာလူပေါင်းမာမီလို့အခုတော့တေးရတော့မယ်ဗျာဘာတို့မလဲအနာမမရှိဘူးဆိုတော့ခလေးတယောက်လို့အော်ဟစ်ပြီးငုံနေမိရေဗျာတိတ်လဲငုံနေပါနဲ့ကိုလူရာဟမ်ခမရမသူလေကျုံနေမယ်အိုင်မောင်မဟဲအိုင်မောင်အရှုပ်တမောကခမရကိုကျုံတတ်မယ်ဟဲလူခမရကျုပ်ကိုမစော်ကားနေနော် လူရုံမှမလို့လူရုံမှလို့ခေါ်တာခမရနာရလားကျုပ်ဘသူမှမယုံပါဘူးအထာဆိုရင်ကျုပ်ကိုဘာဖြစ်လို့ဒီယူရဲခေါ်လာခဲ့တာလဲခမရကျုပ်မခေါ်ပါဘူးမြာခမရမရောက်ခင်ကတည်းကကျုပ်ကဒီနေရာကိုရှောင်းနေခဲ့တာအခုဆိုတရက်နဲ့နှစ်ညရှိပြီအခမရဘာပြောနေရလဲခမရကျုပ်တို့ဖွဲ့ကိုလမ်းပြပေးမယ်ဆိုပြီးတော်နဲ့ခေါ်လာလေဘာလဲဗျာခမရပြောရရင်ကျုပ်ဘာမှနားမလဲဘူး ခမရကျုပ်တို့နဲ့ဘယ်လိုတွေ့နေတာလဲကျုပ်တို့ရှင်းရရောက်တော့ခမရတောင်းလေသွားနေရဆိုလို့ခမရကိုစောင့်နေတာမနေ့ကနေ့လေကခမရတော်ရဲကနေပြန်လာတယ်ကျုပ်တို့ကိုလမ်းပြဖို့အကူညီတောင်းတော့ခမရပဲကျုပ်တို့ကိုဦးဆောင်ပြီးတီယိုခေါ်လာတာမလားအခမရပြောရင် ကျုပ်တို့ကမှမသိဘူးခမရတို့နဲ့ကျုပ်ရဲ့ချာမှာ နားလိမ်ဖို့တခုခုတော့လွဲနေပြီဒီမှာလေကျုပ်ဟိုတနေ့ကရွာထွက်လာတာမှန်တယ်တော်ရဲမှာကမုန်းတပင်လိုက်ရှာရင်းနဲ့ မိန်းကလေးတယောက်ကိုတွေးလို့အဲ့ဒီမိန်းကလေးနောက်ကိုလိုက်သွားရတာနည်းအခုလို့အဖမ်းခံရတာပဲအခမရအိမ်မောင်စီဟုတ်ပါရဲ့နော်ရစပါကျုပ်ခမရအောင်မလိမ့်ဘူးအခမရကလည်းအိမ်မောင်ကျုပ်တို့ကိုခေါ်လာတဲ့ဒီကွာလဲအိမ်မောင်ဆိုတော့ရှမ်းရွာမှာအိမ်မောင်နှစ်ယောက်ရှိရလားနှစ်ယောက်တော့မရှိဘူးဒါပေမဲ့ကျုပ်တက်အပြောရတာတော့တခုရှိတယ်ခမရတို့တွေ့ခဲ့တဲ့အိမ်မောင်ကကျုပ်မဟုတ်တာတော့သိကြတယ် ဦးမသာကျုပ်ကိုအိုက်မောင်ကထူဆန်းတယ်လို့ပြောဘူးရင်မောင်မလွင်ရောကျုပ်တို့နဲ့တွေ့ခဲ့တဲ့အိုက်မောင်ကမိစ္ဆာကများလူရောက်ဖန်ဆင်းပြီးရောလာတာများလားဖြစ်နိုင်တယ်ကျုပ်တို့ဒီတွေကနေလှုပ်အောင်စူးစမ်းကြမယ်ချီရောလည်းရောလှုပ်မရဘူးဆိုတော့အကူကြီးရဖို့ကပစပဲကြံတော့ရင်ဒါကြောင့်အတန်ကုန်ဟစ်ပြီးအွန်လိုင်းပြီးပါရင်ရှောင်းနေဦးမသာကိုအော်ခေါ်ဖို့တတိယသွားရင်ဒါနဲ့ဦးမသာကဲပါဆိုပြီးအတန်ပြေးကြီးနဲ့အော်နေပြီးပါရင်ခမရအော်လေမထူး တိုးတိုးကမြေအောက်ရောက်နေရဆိုတော့အတန်ကမြေပေါ်ကိုထွက်ပါမလားထူပါရဲ့ဗျာခမားလေးတုတ်အော်တဲ့အချိန်ဥပဒါကဲပါဆိုပြီးအော်စမ်းဗျာနေပါအဲ့ဒီဥပဒါဆိုတာဘာတူလဲနတ်လားတိုးတိုးကိုခုချိန်မှာနတ်လည်းမကင်နိုင်ဘူးတခြားလည်းမကင်နိုင်ဘူးဥပဒါတယောက်တည်းကင်နိုင်မှာဗျာအော်မသာအော်စမ်းပါဗျာနောက်တော့ရှင်းပြမယ်ဒီလူနဲ့ကြုံတဲ့တယောက်နဲ့တယောက်တိုင်ပင်ပြီးတော့ဥပဒါကဲပါဆိုတဲ့စကားကိုအတန်ကုန်ဟစ်အော်လိုက်ကြတယ် နိုင်ဝါလာအော်ပြီးတော့လူလင်းအာကောင်တွေချောင်းနေပြီးဆက်ပြီးမအောင်နိုင်တော့ခင်ဗျားပြောတဲ့ဥပဒါလည်းမစွန်ပါဘူးဗျာအရင်ကဆိုရင်ဥပဒါသူ့အခွန်ကြီးလာတယ်ဗျာပြောနေတော့မရှိသေးတယ်မီလုံးကြီးတလုံးကအလိုင်းကူတဲ့ကိုတဖြည်းဖြည်းနဲ့ဝေးလာပြီအနောက်ရောက်တော့မှဥပဒါကြီးဖြစ်နေတယ်ဗျာဥပဒါကသူ့လက်ညှိုးပေါ်မှာမီလုံးကြီးတလုံးကိုဖန်ဆင်းထားတာဗျာသူလာတော့မှလိုင်းကူကြီးရဲ့မှာလင်းကျင်းသွားပြီလိုင်းကူတစ်ခုလုံးလူရိုးစရီနဲ့ပြည့်နေနေတယ်ဗျာ အိုင်မော်ဆိုတဲ့သူကိုလည်းတွေ့လိုက်ရတယ်။အိုင်မော်ကကိုလုံးတီးချူချီဖြစ်နေတယ်ဗျာ။ဥပဒါလှုပ်ပါအောင်ဗျာ။လက်ကောင်မြေမဖြစ်တာလေ။အိုင်မော်ကသူ့ကိုတီးတဲ့ခေါ်လာခဲ့တာပဲဥပဒါရ။ဟေးအိုင်မော်ကခုနကတည်းကရှိနေပါသေးတယ်။မင်းအိမ်သာသွားပြီးပြန်မလာနဲ့။မင်းကငါ့ကိုလိုက်ရှာနေကြတာကြာပြီကွာ။ကျုပ်လက်တွေပြီးသွားတော့မှဥပဒါဟိုလူကိုကြည့်လိုက်စမ်းဗျာ။ဥပဒါကကိုလုံးတီးနဲ့အိုင်မော်ကိုကြည့်လိုက်တယ်။ ဟာဒီမှာလဲအိုက်မှာမလားသူပြောတာကသူကအိုက်မှာအစ်တဲ့ဗျာဟိုအိုက်မှာကသူ့ပုံစံဖန်ဆင်းထားတဲ့မိတ်ဆောင်ကောင်ဆိုပဲဗျာဥပဒါကအိုက်မှာကိုကြိုးရီသွားဖြေပေးနေမင်းပြောတာတကယ်ပဲလားဟုတ်ပါရဲ့ဖာရကျုပ်မညာဝဲပါဘူးကျုပ်တော့လည်းရေမိန်ကလေးတယောက်နဲ့တွေ့လို့လိုက်လာခင်ပြရပါငါထင်တော့ထင်တာပဲအိမ်မကိုတွေ့တော့ကငါစိတ်ထဲတမျိုးကြီးဖြစ်နေပါတယ်လူ ိုင်မောင်ကိုကျိုးပြပြီးတော့ကျုပ်တို့လှည့်ထွက်မှာဟိုအိုင်မောင်ကကိုရိုင်းကိုရှောင်းလာတယ်။ဒီကကိုလုံးတီးနဲ့အိုင်မောင်စိတ်ကပစက်ကြီးပွင့်သွားအောင်ကိုအံ့ဩသွားတယ်ဗျာ။ဟဲ့အတူကောမင်းဘာလုပ်တာလဲ။ဥမာလာကတေးချအကဲခတ်လိုက်ပြီးတော့လက်ဆက်သက်တော့မင်းကသူရောင်ကြီးပဲကိုငါအကြောင်းသိသွားပြီဆိုတော့မင်းတို့တွေကိုတက်ပြေးရတော့မှာပေါ့ကွာ။သူရောင်ကြီးကကျုပ်တို့ကိုဆက်လက်တဲ့ဒီနေ့လှမ်းပြစ်တင်လိုက်တယ်။ဥမာသာရှိနေလို့သာဆက်လက်တဲ့ဒီကိုမထိတာဗျာ။ ဥပဒါကဆက်လက်နေတဲ့ဒီကိုပုတ်ချလိုက်ပြီးတော့ဟဲ့သူရောင်မင်းအသားမနာချင်ဒီနေရာကထွက်သွားလိုက်တော့ဂျန်ကလည်းမြေဂျန်ကပိုင်နဲ့ငါဘယ်မှာထွက်သွားစရာမလိုသူရောင်ချင်းကသူ့လက်ငါးချောင်းကိုဖြန့်လိုက်တဲ့အခါလက်ချောင်းတွေကလွယ်ကျိုးလိုလိုတင်းမြေလိုလိုပုံစံနေဖြစ်သွားတယ်ဗျာအဲ့ဒါတွေနဲ့ကျိုးတို့ကိုလှန်ပြီးပြစ်ထည့်တာဗျာလွယ်ကျိုးတွေကတဝီဝီနဲ့ပြန်လာတယ်ဥပဒါကလွယ်ကျိုးတွေကိုဖမ်းလိုက်တော့ဥပဒါလက်ကိုရစ်ပက်ကုန်တယ် မင်းရမရငါ့ကိုဖမ်းကျင်သေးတယ်။ဥမသာကတောက်တဲ့ချက်ခေါလိုက်တဲ့အခါသူ့လက်မှာပတ်နေတဲ့ຫນွေကြိုးတွေကအချင်းချင်းလုံးထွေးရစ်ပတ်ပြီးတော့ချင်းလုံးကြီးတစ်လုံးလိုဖြစ်သွားတယ်။သူယောက်ချင်းကပြန်မဖြေတဲတို့လိုသူ့လက်ချောင်းတွေကိုခိုင်းရင်လိုက်တဲ့အခါချင်းလုံးကြီးကမြေပေါ်ကိုပြုတ်ကျသွားတယ်။သူယောက်ချင်းကဒီတစ်ခါတော့မြေပေါ်ကိုပနောက်နဲ့ပေါချလိုက်ပါရောဒီတစ်ခါဥမသာကကျုံနဲ့အိုက်မာကိုနောက်ကိုတွန့်ထုတ်လိုက်တယ်။အမတ်တမိတ်ဆိုတော့ကျုပ်တို့နှိမ့်အောင်စလုံးအနောက်ကိုရိုက်သွားပြီးခြေသုံးလမ်းလောက်ဆုပ်လိုက်ကြတယ်။ ကျုံတော့အရင်ရနေတဲ့မြေကြီးရောက်ကနေတစ်ချုံကြီးတွေကဝေါကနဲ့ကြွလာကြတယ်ဗျာ။ဥမသာတောင်းမြန်ရင်ကျုံတော့နေရောက်ကိုဒီတစ်ချုံတွေကတဆွထိုးထားသလိုဖောက်တက်သွားမှာပဲဗျို့။သူရောင်ကြီးကခြေနောက်ကိုထပ်ဆောင်ထလိုက်တော့အဲ့ဒီတစ်ချုံတွေကဥမသာဘေးပပတ်လင်ကနေထွက်လာပြီးဥမသာကိုဝန်းရံသွားတယ်။ဥမသာကိုထောင်ချဖမ်းလိုက်တောင်းနေတော့သူတွေဥမသာကတစ်ချုံတစ်ခုကိုလက်နဲ့ကင်လိုက်တဲ့အခါအဲ့ဒီတစ်ချုံကချက်ချင်းပဲရှည်ထွက်လာပြီးတော့သူရောင်ကြီးစီကိုပြန်ဝင်သွားတယ်။ သူယောက်ကြီးရဲ့မျက်နှာကိုတိတ်ချုံကဖောက်ဝင်သွားတဲ့အခါသူယောက်ကြီးကအော်လိုက်တာပြောမနေပါနဲ့သူကောင်းကလည်းနဲ့ချမ်းကွဲထွက်သွားတယ်ထူးဆန်းတာကသွေးတစ်စက်မှမထွက်ဘူးပြုသူယောက်ကြီးကအော်ဟစ်ပြီးတော့မြေကြီးလေးကိုဝုန်းကနဲ့ခုံဝင်သွားတယ်သူဝတ်ထားတဲ့ဝစ်စာရီလေးမြေပေါ်မှာအပုံလိုက်သားတန်နေခဲ့ပါတယ်တော်ပြီလားဦးပါသားဒီကောင်အထိနာပြီးပြေးပါပြီကွာအိမ်မောင်ကဝေပုံစီကိုပြေးသွားပြီးအဝစ်စာရီကိုပြန်ကောက်ဝင်နေပါတယ် သူယောက်ကြီးဆိုတာဘာလဲဥပါသာကပောင်းသူယောက်ဆိုတာလူယောက်ဖန်ဆင်းလို့ရတယ်ကွာအခုသူ့ပုံစံကိုကြည့်ရတာနှိမ့်ချုံနေပြီနှိမ့်ရနဲ့ချီပြီးတော့ကိုကြာနေလောက်ပြီဒါတဲ့အကြောင်းတစ်ခုကိုကြောင့်မဝင်သွားရပုံစံမျိုးပဲကပောင်းသူယောက်ကနေသူယောက်ကြီးအဖြစ်အဆင့်တက်သွားရဆိုပါတော့အတူကဘာဖြစ်လို့လူတွေကိုဖမ်းတာလဲမြာကပောင်းသူယောက်ကအပုပ်ဆက်ကြိုက်တယ်ကွာလူပဲဖြစ်ဖြစ်သားကောင်းနေပဲဖြစ်ဖြစ် တည်သွားပြီးပုတ်ပွသွားမှထွက်လာတဲ့ရေကိုစားတော့ကြတာသူကလူတွေကိုဖမ်းပြီးတော့အစာငတ်ပြီးတင်အောင်ပြစ်ထားလိုက်မယ်ကွာလူတွေပြီးပုတ်တော့မှစားမယ်ဆိုရဲကြံနေပေါ့အိုင်မကဥပဒါရှိမှဒူးထောက်ထိုင်ချလိုက်ပြီးတော့ကျုံမအမိပေးတဲ့အသက်မရှိတော့ပါဘူးဗျာအဘကြီးပေးတဲ့အသက်ပဲရှိပါတော့တယ်မလိုပါဘူးကွာရပါတယ်ဒါနဲ့ခမရဘာဆက်လို့မလဲအိုင်မအိုင်မကတောင်းတတောင်းဖြစ်နေတယ်ဘာလို့ရမလဲကွာ ီเจ้าလေးကိုမင်းတို့ဘသူ့ကိုမှပြောပြတော့ဖြစ်ဘူးပြောရင်လည်းရှုံးမှာမဟုတ်ဘူးပြီးတော့အဲ့မောင်ကငါတို့ကိုလမ်းပြပါမယ်ဆိုပြီးခေါ်လာခဲ့တာပဲသူလမ်းဆက်ပြရမှာပေါ့ပြောင်းမယ်ဗျာလမ်းပြပါမယ်အဖိုင်ရောဘယ်ကိုသွားချင်တာလဲအကျတို့သွားချင်တာတော့မဟုတ်ပါဘူးအစိုးရဝန်တန်းဆိုတဲ့လူတွေကငကားကတွင်းဆိုတဲ့ဂူကြီးစီကိုသွားချင်ကြတဲ့ဗျာအဲ့ဒီကူတွေကကြောက်သားတွေတက်ထုတွေကိုလိမ့်လာမယ်လို့ပြောတာပဲ။ အဘာကြီးကကျုပ်သက်ကိုကဲခဲ့တာဆိုတော့အဘာကြီးတို့ကိုပြန်ကူညီပါမယ်အဲ့ဒီနေရာကိုလည်းကျုပ်ကောင်းကောင်းသိပါရယ်ဒါပြင်လည်းသွားကြတာပေါ့ဦးမောင်လေးတို့ငါတို့ကိုစူနေရောမယ်ဦးမသာနဲ့ကျုပ်တို့လည်းဂူရဲကနေထွက်လာခဲ့ကြရင်ဦးမသာပြောတဲ့အတိုင်းပါပဲဗျာဦးမောင်လေးကကျုပ်ကိုပြောလိုက်ဆိုလိုက်တာများရစရာကိုမရှိဘူးအပြင်မှာမိုးတော်လဲနေပြီကျုပ်ပြောက်တာတညာနီးပါးလောက်ရှိရောပေါ့အိုင်မောင်ကတူတူမီတနက်ရှိကြီးကိုကောက်ယူလိုက်ပြီးတော့အရှိကနေထွက်သွားတော့မှပဲဦးမောင်လေးတို့လည်းပစပ်ပြီးအနောက်ကနေလိုက်သွားခဲ့ကြတော့တယ် ။မောင်ရင်ဦးလေးတို့အဲ့ဒီခွေးစီကို နေလာပြီလား။နေလာပါပြီ။ညနေလောက်ဆိုရင်အဲ့ဒီကိုရောက်တော့မှာပါ။ဒီလိုနဲ့ဦးမောင်ရင်ကတစ်ချက်ပြုံးလိုက်ကြပြီ။ပြိတ္တများခင်ဗျာ။အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူအကဆော်ရေးသားထားတဲ့စုံဒီချင်းဥပဒါနဲ့မမျော်လင့်သောခရီးရှိအပိုင်းကားကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျ။ ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့ဒီကတော့ကျွန်တော်ကခက်မင်းဖြစ်ပါရယ်ခင်ဗျာ